င်ဆက်ပေးမယ့်တဲ့တင်ကတော့အချိန်မိုင်းပြပညာဒီပလိုမာဖရီမေကေးတဲ့တန်းကိုရန်ကုန်မှာဖွင့်နေမယ်ဆိုတဲ့တင်ဖြစ်ပါတယ်။မြူသားရင်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ရှင်ကိုရုပ်ရှင်လေးပြဆက်ဌာနမှာအချိန်ပိုင်းလူပညာဒီပလိုမာဓာတ်ပုံသင်တန်းစာအချိန်ပိုင်းလူပညာဒီပလိုမာဖရီမေကင်းသင်တန်းကိုပြောင်းလဲဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်။ အချိန်မိုင်းနှုတ်ပညာဒီပလိုမာဖရေမေးကေးတင်တန်းကို level 1အသုံးခုနဲ့စုစုပေါင်းအချိန်6လောက်ဖွင့်လှစ်တင်ကြမှာဖြစ်တဲ့အတွက်ယခုတင်တဲ့တရားမီသူများအနေနဲ့ဘွဲရပြည့်ရှိသူများအခြေခံပညာ grade 2ဒါမှမဟုတ်ဒသမတန်းအထိတက်ရောက်ခဲ့သူများတက်ရောက်တင်ကြနိုင်မှာဖြစ်ကြောင်းလည်းသိရပါဗျာ။ တင်လဲမမြောက်ပါကဝယ်ရဖြစ်ရှိသူများနဲ့အခြေခံပညာ grade 12ဒါမှမဟုတ်ဒသမတန်းအောင်မြင်ပြီးသူများအား diploma in at flame making ကို၎င်းအခြေခံပညာအထက်တန်းတည်းတက်ရောက်ခဲ့သူများကို flame making အထူးပြုအမှုပညာအောင်လက်မှတ်ကိုလည်းပေးအပ်သွားမှာဖြစ်ပါတယ်။ အဓိကတင်ကြမဲ့ဘာသာရပ်များမှာဓာတ်ပုံဇန်ညိုဒါရိုက်တာ တိပြည့်ဘာသာရပ်တို့အပြင်အထောက်ကူပြုဘာသာရပ်များဖြစ်တဲ့တရုတ်ဆောင်အနုပညာစီမံခန့်ခွဲမှုရုပ်ရှင်ထုတ်လုပ်ရေးစီမံခန့်ခွဲမှုဘာသာရပ်များပေါင်းစပ်တင်ကြသွားမှာလည်းဖြစ်ပါတယ်အဆိုပါတင်လဲကိုဒီဇင်ဘာလ၁ရက်မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးလိုရင်မှာ၃ရက်မှာစ၍အမျိုးသားရည်ကျင်းမှုနဲ့အနုပညာတက္ကသိုလ်ရန်ကုန်တင်နန်းရရာများမှာရှောက်ထားနိုင်ကြောင်းလည်းသိရပါရရှင်ဒီသတင်းကိုတော့မြတ်တီလီကိုကပေးပို့လာတာပါ